မရောအနေနဲ့ဘောလုံးပွဲတစ်ပွဲကိုကြည့်နေတော့အဲ့ဒီပွဲမှာကစားနေတဲ့ကစားသမားရဲ့ကစားဟန်ကအရင်တော့ကကစားခဲ့ပူကြတဲ့လက်ချက်ကစားသမားတွေဝင်ကစားနေတယ်လို့မျိုးခံစားပူကြပါသလားသေးကြပါရဲ့လူတိုင်းတပွဲမဟုတ်တပွဲတယောက်မဟုတ်တယောက်ကိုကြည့်ပြီးအနားယူသွားခဲ့တဲ့လက်ချက်ကစားသမားပုံစံမျိုးကိုမြင်တွေ့ဘူးကြမှာတော့အမှန်ပါပဲဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီလိုအနားယူသွားခဲ့တဲ့လက်ချက်ကစားသမားတွေရဲ့ကစားဟန်နဲ့အနည်းဆက်ဆုံးတူညီနေတဲ့ခုလက်ရှိကစားနေတဲ့ကစားသမား၁၀ယောက်ကိုရွေးချယ်တင်ပြပေးသွားမှာဖြစ်ပါတယ် ဗီဒီယိုလေးမစားတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပြုလုပ်ပေးပြီးဗီဒီယိုလေးကို VPN ခံကြည့်ပေးဖို့တောင်းဆိုပါရစေ။ပထမဆုံးတယောက်ကတော့ခုလက်ရှိကမ္ဘာပေါ်မှာအကောင်းဆုံးကစားသမားတွေကတယောက်ဖြစ်တဲ့ Kylian Mbappe ပဲဖြစ်ပါတယ်။သူကစားပုံကဘယ်သူနဲ့ဆင်လဲဆိုတာတော့ကျွန်တော်တို့အားလုံးလည်းသိကြပါဗျ။နိုင်ငံအသီးရဲ့ကနိုယင်ကစားသမားကြီးဖြစ်တဲ့ Henry Net ကဲကိုနှိဆက်ဆုံးတူညီနေတာပါ။ မိတ်ဆွေတို့အနေနဲ့ prime honorary ကိုမမီလိုက်လို့စိတ်မညစ်ပါနဲ့ခု mbappe ကစားနေတာကိုကြည့်ကြည့်ပါ clinian no skill finish အားလုံးက honorary ဝင်ပူးနေသလိုပါပဲအဲ့တော့ခုနှစ်လောက်ကလေးက honorary ကိုကြီးခဲ့ဘူးရင်တော့ဒီတစ်ခုကိုလက်ခံနိုင်ပါလိမ့်မယ်။ဘသူပိုကောင်းလဲဆိုတာတော့ပြောဖို့ခက်ပြီမယ်။ကစားပုံကတော့တော်တော်ကိုနီးနီးဆက်ဆက်အတူအညီဆုံးဖြစ်နေတာပါ။ပိုပြီးထူးခြားတာက honorary က Arsenal ကစားသမားနေ့ရက်တွေတုန်းကတိုက်စစ်မှုဖြစ်နေခြေစွမ်းပြပြီး Barcelona မှာတော့တောင်ပံကစားသမားအနေနဲ့ခြေစွမ်းပြခဲ့တာပါ။ ဘာပေကိုကြည့်ရင်လဲ PSG မှာတောင်ပိုင်ကစားသမားအနေနဲ့ခြေစွမ်းပြခဲ့ပြီးခုချိန် Real မှာတော့တိုက်စစ်မှုအနေနဲ့အကောင်းဆုံးဆွမ်းဆောင်ပြနေတာပါမေယောစလုံးဟာလည်းပဲမိုနာကိုအသင်းကနေစတင်ခဲ့ကြပြီးနိုင်ငံအသင်းပြင်သစ်အတွက်အရေးပါခဲ့ကြသူတွေဖြစ်သလိုကမ္ဘာပလားအောင်မြင်မှုတွေလည်းရယူပေးနိုင်ခဲ့သူတွေဖြစ်ပါတယ် Mbappe တောင်ပိုင်ကနေနောက်တန်းကစားသမားတွေကိုလိန်ခေါက်ပြီး area နဲ့ပြေးထွက်တာတွေကတကယ် prime honorary ကိုမြင်တွေ့နေရသလိုပါပဲ prime honorary ကိုမကြည့်ခဲ့ရရင်တော့ဘာပေကိုသာတဝကြီးခံစားကြည့်လိုက်ပါ ဒါကကျွန်တော်တယောက်တည်းပြောတာမဟုတ်ပါဘူး။ Honorary ကိုနီးပြခဲ့တဲ့ဝင်ကားကိုယ်တိုင်ဘာပေက Honorary တဖန်ပြန်လဲမွေးဖွားလာတယ်လို့ပဲလို့ပြောဖို့ပါတယ်။နောက်တယောက်ကတော့ဘာပေရဲ့ခစ်ပြန်ပြန်ပဲဖြစ်တဲ့ Man City တိုက်စစ်မှု Allen Haaland ပဲဖြစ်ပါတယ်။သူကတော့ဘသူ့ကိုတရိယာစီလဲဆိုရင်တော့အကွဲရောမဟုတ်ပါဘူး။သူ့ပုံစံကနှစ်ဖျားစီစလာတန်နဲ့ခက်ဆင်ဆင်တူပါတယ်။အရက်အမောင်းစပင်းအနေထားကစ်ပါဝါအဆုံးသက်စွမ်းရည်ရရပုံစံနဲ့အဆုံးသက်နိုင်စွမ်းတွေကတကယ်ကိုနှစ်ဖျားကြီးကိုမြင်နေရတယ်လို့ပါပဲ။ နယ်စလောင်းကိုနီးပြဘူးတဲ့ကွာရီယိုလာကိုရင်ပြောထားတာမို့ Slatan Prime ကိုမမြင်ခဲ့ရဘူးဆိုရင်တော့စိတ်မညစ်ပါနဲ့ Haaland ကိုအပြေအဝခံစားလို့ရပါသေးတယ်။နောက်တစ်ယောက်ကတော့ Haaland ရဲ့အသင်းပေါ်အောင်ဖြစ်တဲ့ Argentina သား Julian Alvarez ပဲဖြစ်ပါတယ်။သူကစားပုံကတော့တနိုင်ငံနဲ့သား Legend တိုက်စစ်မှုကြီးဖြစ်တဲ့ Aguero ကိုပြန်မြင်နေရသလိုပါပဲ။အဂွဲရောကလည်းအနားယူသွားတာမကြသေးဘူးဆိုတော့သူကစားပုံကိုလူတိုင်းမြင်ဘူးခဲ့ကြမှာပါသူတို့နှစ်ယောက်ကကစားပုံစင်တူတာကိုတော့ကျွန်တော်တို့တွေမဟုတ်ပဲအဂွဲရောကိုယ်တိုင်ကလည်းပြောတာပါသေးတယ် ဒါကြောင့်အဂွဲရောကစားပုံကိုလွန်းဆွတ်နေကြတဲ့ပရိသတ်တွေအတွက်တော့တရင်းကောင်းအနေနဲ့ Alvarez ကစားတာကိုနှင့်အများကြီးခံစားလို့ရနိုင်ပါသေးတယ်။နောက်တစ်လက်ချက်ကစားသမားတွေရဲ့ကစားဟန်ကိုအမတ်ရစေတဲ့ကစားသမားကတော့ Real Madrid ကစားသမားဖြစ်တဲ့ Jude Bellingham ပဲဖြစ်ပါတယ်။ဘယ်လင်ဂမ်ရဲ့ကစားပုံကဇီရင်နဲ့စင်တူနေရလို့ထင်ရင်တော့ခမားအဖြေကမှန်ပါတယ်။ဒါကဘယ်လင်ဂမ်အနေနဲ့ဇီဒန်လိုမျိုးကောင်းတယ်လို့ဒရန်နဲ့ထားပြောတာမဟုတ်ပဲကစားပုံစင်တူပြီးအမတ်ရစေရုံပဲဆိုတာသိစေချင်ပါတယ်။ သူတို့နှစ်ယောက်လုံးမှာစင်တူရာတွေကတော့နှစ်ယောက်စလုံးဘောကိုက်ကစားနိုင်ကြတယ်။ပက်စစ်လမ်းကြောင်းတွေကိုကီလာပက်စ်တွေနဲ့ဖွင့်ပေးနိုင်တာ။ကိုသွင်းဆွဲရေးကောင်းတာစားတာတွေစင်တူပါတယ်။ဘလင်ငမ်မြတ်ရိုးမော်တယ်ဟာလည်းပဲဇီရန်ဖြစ်ပါတယ်။သူ့အနေနဲ့တော့မမဝစ်စင်ခဲ့တဲ့တော်နမတ်22ကိုရီယယောက်ရှိလာချိန်မှာတော့အိုင်ရော့ဖြစ်သူဇီရန်ဝစ်စင်ခဲ့တဲ့ငါးကိုပြောင်းလဲဝစ်စင်ခဲ့ပါတယ်။စီရင်ကဘယ်လင်ဟန်တဲ့အဆစအရာရာတာလွန်နေဆိုတာကိုတော့ကျွန်တော်တို့အားလုံးအပါအဝင်ဘယ်လင်ကန်ကိုရန်တိရှိနားလည်ထားတာကြောင့်အငင်းပွားစရာတော့မရှိပါဘူး အကယ်လို့ဇီရင်းသားရီယန်နီပြတ်ဖြစ်လာခဲ့ရင်တော့တကယ်ကိုကြည်ကောင်းမှာတော့အသေးချာပါပဲတစ်ဖက်မှာတော့ပက်ဒရီရဲ့ကစားပုံကအင်နီယက်စတာပေါက်ဆလေးကိုမြင်အောင်နေရတာလဲဝန်ခံရပါလိမ့်မယ်ဘသူပိုကောင်းတာလဲတော့အသိတာကြီးပါပဲဒါပေမဲ့လည်းပက်ဒရီအနေနဲ့အသက်အရွယ်ရလဲငယ်ရွယ်သေးသလိုတူတက်ဖို့လမ်းစားတွေလည်းအများကြီးရှိနေပါသေးတယ်ပက်ဒရီကဘောလုံးကိုကောင်းမွန်စွာပိုင်နိုင်ပြီးသူ့စီကနေဘောလုံးဆုံးရှုံးသွားတာမျိုးကိုမြင်တွေ့ရခဲ့ပါတယ်သူကခုလက်ရှိလာလီကာမှာဂိုးအဖြစ်ပြောင်းလဲနိုင်မဲ့အခွင့်အရေးအများဆုံးဖန်တီးပေးထားနိုင်တဲ့ကစားသမားဖြစ်ပါတယ် တိုက်စစ်ကစားသမားတွေအဆုံးသက်မတည်ကြမှုကြောင့်သာဂိုးဖန်တီမူတွေနဲ့ပါနေရခြင်းဖြစ်တဲ့ဆိုတာဘာစီလိုနာပွဲကြည့်သူတိုင်းသိမဲ့ထင်ပါတယ်။ဒါအပြင်အရက်မောင်ဂျော်နမတ်ကအစတူညီနေတာကြောင့်ဝေဝေးကနေသာကြည့်ရင်ပက်ဒရစ်ကစားတော့ကြည့်ရတာကအင်ဒီယားစတာကိုပြန်မြင်နေရတယ်လို့ပါပဲ။နောက်တစ်ယောက်ကတော့မာတင် အိုဒီဂတ်ပါကျွန်တော်တို့ကိုလွယ်ဆူသတိရစေသူကတော့ David Silva ပဲဖြစ်ပါတယ်။ခင်ဗျားတို့လည်းတာကိုသတိထားမိမယ်ထင်ပါတယ်။ကျွန်တော်အနေနဲ့ကစားဟန်စင်တူတယ်လို့သာပြောတာဖြစ်ပါတယ်။ဘောလုံးနစ်နဲ့ရေရှည်ခြေစွမ်းပြနိုင်မှုအသင်းပေါ်ထန်းတင်နိုင်မှုမှာတော့ Silva ကတာတယ်ဆိုတာတော့အသိအတာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကဘယ်ချင်းနဲ့ကွင်းလဲကနေလာပတဲ့ပေးပို့မှုတွေဖြစ်ဖြစ်တွဲလုံးတွေနဲ့ဖြစ်ဖြစ်တကိုယ်တော်ထိုးပေါက်မှုတွေနဲ့ဖြစ်ဖြစ်တစ်ဖက်အသင်းခန့်စစ်ကို NBA ပေးနိုင်တဲ့ကစားသမားတွေဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့နေမာဖြစ်ပါတယ်။သူနဲ့ကစားဟန်တူတဲ့ကစားသမားကတော့သူ့အိုက်ဒေါ်ရနယ်ဒင်ဟိုဖြစ်ပါတယ်။ဘသူပိုကောင်းတဲ့ဆိုတာမျိုးတော့မပြောလိုပါဘူး။ကစားပုံပိုင်းမှာတော့နှစ်ယောက်လုံးကဘရာဇီးသားပြည်ပြီးအလင်းခေါက်ကောင်းတဲ့ဖြော်ပြမှုရတာအပြည့်အဝပေးနိုင်တဲ့အမှုပညာဆန်ဆန်ကစားတတ်တဲ့အောင်ဝဲခန့်တာကအစကတ်ကွက်တွေသုံးလာခြင်းမှာတူတယ်။ ဒါကတော့ကျွန်တော်ပြောမှမဟုတ်ပဲအားလုံးလည်းသိကြမယ်ထင်ပါတယ်ဒီဟိုကစားစာကိုမမြင်ခဲ့ရတဲ့သူတွေအနေနဲ့ Prime နေများရဲ့ခြေကျွမ်းကိုအနည်းဆက်ဆုံးကြည့်ရှုနိုင်ပါတယ်။သူတို့နေရာရဲ့ skill တော်တော်များများဟာလည်းပဲစင်တူတူလေးတွေပါပဲ။နှစ်ယောက်လုံးက goal twin ဆိုင်းရင်လည်းမြင်ကြတယ်။ free kick ဆိုလည်းဆရာကြီးတွေပါပဲ။ reality ဟိုရဲ့ကစားပုံနဲ့ခုခေတ်မှာအနည်းဆက်ဆုံးကတော့နေမာရဲ့ကစားဟန်ပါပဲ။သူတို့လိုကစားပုံမျိုးနဲ့ကစားသမားတွေရှားလာတာကတော့ပေါ်တော့လောကအတွက်တော့စိတ်မကောင်းစရာပါပဲ။ နောက်တစ်ယောက်ကတော့လီဗာပူးကွေ့လက်ကစားသမားဆိုဘိုစလိုက်မဲဖြစ်ပါတယ်ဟုတ်ပါတယ်သူကစားပုံကစတီဗင်ဂျက်ရက်ကိုအမှတ်ရစေပါတယ်ဘသူပိုကောင်းလဲတော့အတိအကျကြီးမို့ပြောမနေတော့ပါဘူးဂျက်ရက်ရဲ့ကစားပုံကိုမမီလိုက်တဲ့ပရိသတ်တွေတက်တော့ကန်ကောင်းပါတယ်ဆိုဘိုရဲ့ခြေစွမ်းကိုတဝါကြီးခန်းစားလို့ရနိုင်ပါသေးတယ်သူတို့နှစ်ယောက်လုံးကအေရီယာပြင်ကနေအာပပြင်းတဲ့နဲ့ရော့ကက်ကန်ဂျန်တွေနဲ့တွင်းကိုများစွာတွင်းယူနိုင်စွမ်းရှိပါတယ်ဖန်တီးနိုင်စွမ်းမြင့်နဲ့ကွေ့လက်ဘေးနီယာမှာမဆိုကစားနိုင်နဲ့ကိုတင်ဆွဲအိမ်မှာတော့ဂျက်ရက်ကပုံမတော်လုံးပါတယ်ဒါကိုလည်းတွင်းကိုတွေကတက်တည်ပြနေပါတယ် နေအောင်လုံးကလည်းခေါင်းဆောင်ရည်တွေးလဲပြေဝကြပါတယ်ဂျေရက်ဟာအသက်23နှစ်အရွယ်မှာလီဗာပူးအသင်းခေါင်းဆောင်ဖြစ်လာခဲ့တာဖြစ်ပြီးတော့ဆိုဘိုစလိုင်းကတော့22နှစ်နဲ့နိုင်ငံအသင်းဟန်ဂေရီရဲ့အသင်းခေါင်းဆောင်ဖြစ်နေခဲ့ပါပြီနောက်တစ်ယောက်ကတော့အာဆင်နယ်နောက်တန်းကစားသမားဆလီပါပါသူကစားဟန်ကမန်ယူကစားသမားဟောင်းရီယိုဖာရီနန်ကိုအမတ်ရစေပါတယ်ဒီလိုပြောရတာလဲအချက်အလက်တွေလည်းရှိနေပါတယ်သူတို့နှစ်ယောက်လုံးဟာပွဲပွဲကိုအကောင်းဆုံးဖက်ရှုနိုင်စွမ်းရှိကြပါတယ်ဖီအားတန်ကိုလည်းအကောင်းဆုံးခံနိုင်ရည်ရှိကြပြီးဆုံးဖြတ်ချက်တွေလည်းမမှန်ကန်ကန်ချနိုင်ကြပါတယ် နေရာလုံးဟာအရက်လဲရှည်ပြီးကြန့်ခိုင်တန်မာကြပါတယ်။ထိတ်တန့်တိုက်စစ်မှုတွေကိုအကောင်းဆုံးထိန်းချုပ်နိုင်စွမ်းရှိကြတယ်။ခေါင်းပေါ်တွေမှာလည်းအသာကြီးရယူနိုင်ကြတယ်။နေရာစလုံးပေါ်လုံးတိချာကင်ကစားနိုင်ကြပြီးတိုက်စစ်လမ်းကြောင်းကိုပါလိုက်ပါကစားနိုင်ကြတယ်။ကွင်းတွေမှာလည်းကောင်းဆောင်မှုစွမ်းရည်ပြေးဝါရှိပြီးတကွင်းလုံးကိုနိုးစွန်နိုင်စွမ်းရှိကြတယ်။အာရှနယ်ကစားသမားဟောင်းဖြစ်တဲ့ဝီလျံဂါလက်စ်ကိုတိုင်းစာလီဘာကိုကြည့်ရတာဖာရီနန်ကိုပြင်မြင်နေရတယ်လို့ပဲလို့ပြောခဲ့ဘူးပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဘာစီလိုနာလူငယ်ကစားသမားလေးလမင်းညာမဲလ်ပဲဖြစ်ပါတယ်။ ဘသူကိုတတိယစီလဲတော့ကျွန်တော်မပြောလဲသိကြမှာပါဟုတ်ပါတယ်ကိုကြီးမက်စီပေါ်ပါပဲဘသူပိုကောင်းလဲဆိုတာတော့မေးစရာမေးခွန်းတော့ဟုတ်မယ်လို့မထင်ပါဘူးလမင်းဟာအသက်16နှစ်သာရှိနေသေးတာကြောင့်ဒီလိုနိုင်ရှင်မှုတွေကတဘာဝလည်းမကြပါဘူးဒါပေမဲ့ကစားပုံစင်တူတာကိုတော့လက်ခံရပါလိမ့်မယ် စကုနနဲ့မှာတင်ဒီကိုခိုင်းနိုင်ကန်နေရတဲ့ဆိုကြဲကလမင်းဘလောက်ကောင်းလဲသဘောပေါက်နိုင်ပါပါနယ်စလုံးကလာမစီယာအကယ်ဒမီထွက်ကစားသမားတွေဖြစ်ပါတယ်ငငယ်မှာပဲအတင်းကြီးမှခြေစွမ်းပြနိုင်ခဲ့ကြတယ်လမင်းရဲ့တအူးချင်းပြေးထွက်ပုံနဲ့ကစားသမား3-4ယောက်ကြားအตาရပြေးထွက်သွားပုံနဲ့အသင်းမော်ရီစီကိုဖြန့်ပေးလိုက်တဲ့ပေါ်လုံးတွေအေးရအပြင်ဘက်ကနေဝေးဝိုက်ကန်တာတွေပြောရင်ကုန်မယ်တော့မထင်ပါဘူးတကယ်ကို16နှစ်သားလေးမက်ဆီကိုပြန်မြင်နေရတယ်လို့ပါပဲ မစီယာခုချိန်မှာဂိုကြီးတယောက်ဖြစ်နေပေမဲ့လည်း16နှစ်တုန်းကအခုလမင်းနီယာမဲလောက်ကောင်းခဲ့လားဆိုရင်တော့ကျွန်တော်အနေနဲ့မသေးချဘူးလို့တော့ပြောမိပါလိမ့်မယ်။ဒါပေမဲ့လမင်းနီယာမဲအနေနဲ့မစီနဲ့တဝိုင်းနက်စ်ကားထက်ပြောချင်ရင်တော့နှစ်ပေါင်းများစွာဒီထက်အဆတရာမကလှုပ်ပြရအောင်မယ်ဆိုတာတော့အသေးချပါပဲ။ဒါကြောင့်လမင်းနီယာမဲကိုကျွန်တော်တို့ခုတက်ပုံမချီကျူကွန်ပျူတင်ပါတယ်။ဒါတွေကတော့ခုလက်ရှိကစားနေတဲ့ကစားသမားတွေရဲ့ကမှလေဂျန်ကစားသမားတွေရဲ့ပုံရိပ်တွေကိုပြန်လည်မြင်တွေ့စေတဲ့ကစားသမား၁၀ယောက်ပဲဖြစ်ပါတယ်။ဒါကကျွန်တော်တူဦးတယောက်တည်းအမြင်မလို့သဘောထားကွဲလွဲနိုင်ပါတယ်။ မိတ်ဆွေတို့ကိုရောခုလက်ရှိဘယ်ကစားသမားကအရင်တုန်းကဘယ်လေးချက်ကစားသမားတွေကိုအမှတ်ရစီလဲဆိုတာ comment မှာရေးသွားခဲ့ပေးပါဦးဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင် channel လေးကို subscribe လေးပြုလုပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်တဲ့ video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်